မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ နိုင်ငံတော်ပုံကျဲတပ်ဖြတ်နေတော့လဲ EAO နဲ့တော်လိုင်းအင်အားစုများအနေနဲ့ရှာရင်အပြင်းရမှုလိုက်နာဖို့စစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းပြည့်ွင့်ငလင်လောက်ခတ်မှုကြောင့်ရှာရင်ပြင်းရတဲ့လူချင်းများပြီးနိုင်ငံတော်လေကြောင်းနဲ့ပုံကျဲနေတော့လဲတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းများ EAO များနဲ့တော်လိုင်းအင်အားစုများအနေနဲ့ရှာရင်အပြင်းရမှုကိုလိုက်နာပေးဖို့စစ်ကောင်းဆောင်ကတိုက်တွန်းကြောင်းပြောဆိုပါရယ်။အာနာသိန်းစစ်ကောင်းဆောင်ပူဇော်မှုကြီးမင်းအောင်လိုင်းကနေပြီးတော့မှမင်းကမေလ29ရက်ကပြုလုပ်တဲ့မြန်မာငလင်ပင်အတွက်ဒုတိယကြိမ်လူငွေပြည့်ရက်ပွဲမှာအဲ့ဒီလိုထည့်သွင်းပြောဆိုခဲ့တယ်လို့ တစ်ဖက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေရရှိကြောင်းသိရပါတယ်။နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့အကျိုးစီးပွားကိုရှေးရှုပြီးတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့သက်ဆိုင်သူတွေနဲ့ယာယီအားဖြင့်အပြစ်ခံရစေထားတဲ့ပေါ်အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပြီးကြဖို့တိုက်တွန်းလိုတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့မလအတွင်းကစကိုင်းငလင်ကြီးလှုပ်ခတ်တဲ့အတွက်ကေစိင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့လို့ဆိုပြီး AB နှစ်ရက်ကစတင်ပြီးအခုမေလအကောင်ထိယာယီပြစ်ခံရစေကြောင်းအပြင်းရဲ့တက်တန်းအကြိမ်ကြိမ်တိုးမြင့်ပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။စစ်တပ်ဆိုတာဘေတုံ ်ကမှဂတိတလုံးကိုအလေးမထားဘူးအပြည့်ရက်တင်ပြောပြီးတော်လိုင်းတက်တွင်အင်အားနည်းအောင်စီးဖောက်ဝင်တိုက်တယ်ဆိုပြီးနိုင်ငံကမှအကြမ်းဖက်ဖြစ်အောင်လုပ်နေတာပဲလို့စီရီယံဖိုကြီးဖုံတိုင်ကသတင်းဌာနကိုပြောပါတယ်စစ်ကောင်စီကငလင်ပေးအတွက်အကူအညီလူဒန်းမှုတွေကိုစည်ရည်နဲ့အကျိုးစီးပွားတွေအတွက်အသုံးချနေပြီးတိကြိုက်ပြည်သူများထံအကန့်အသတ်နဲ့သာရောက်ရှိနေပြီးကုညီသူတွေကိုလည်း ဟန်တာပိတ်ပင်ဖမ်းဆီးမှုတွေရှိကြောင်းသိရပါတယ်စစ်ကောင်စီကယာယီအပြည့်ရဆဲတယ်လို့ထုတ်ပြန်ချိန်ကစပြီးလက်ရှိတိုင်းကျင်းရွာစာတင်ကြောင်းများပါဝင်စည်ရင်ပြမမဟုတ်တဲ့နေရာတွေနဲ့အပြည့်မဲ့ပြည်သူများကိုတိကထားကလေကြောင်းလက်နက်ကြီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင်းလူအစုလိုက်ပြုံဆိုင်ထိခိုက်ဒေဆုံးခဲ့ပါတယ်စစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်ပုံကျဲတပ်ဖြတ်မှုတွေနဲ့ကလင်းငယ်22ဦးနဲ့ဆရာမ2ဦးတို့ကိုထိခိုက်ဒေဆုံးတဲ့စကိုင်းတိုင်းတပရင်မျိုးရှိအိုးထိန်တွင်းရွာစာတင်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲရခိုင်ပြည်နယ်ရသေးတာမျိုးရှိထုံးရွေရွာကိုစစ်ကောင်စီကလေ ကြောင်းနဲ့ပုံကျဲတိုက်ခိုက်ပြီးကလေးနှုတ်ပါဝင်လူဆက်နှုတ်တည်ဆုံခဲ့တဲ့ဖြစ်စဉ်များလည်းပါဝင်ပါတယ်။စစ်ကောင်စီရဲ့ပုံကျဲတပ်ဖြတ်မှုတွေကြောင့်မြို့သားညီညွတ်ရေးအစိုးရ NUG က၎င်းတို့ရဲ့ပညာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီးမြေပြင်မှာဖွင့်နှက်ပညာသင်ကြားပေးနေတဲ့ဂျာကာလာပညာရေးကျောင်းများအားလုံးခေတ္တရှာရင်ရပ်နာဖို့ထုတ်ပြန်ခဲ့ရတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကဝါတက်ဖွဲ့ကိုမကြောက်လို့ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူတက်စင်ရှင်နာဝက်ကမွေးရစီဝါများထုတ်လုပ်တဲ့အတွက်ထိုင်းနိုင်ငံရဲ့ရှန်သူဖြစ်သတ်မှတ်ထားတဲ့ဝါတက်ဖွဲ့ကိုမကြောက်လို့မေလ30ရက်နေ့မှာပြောဆိုခဲ့ကြောင်းထိုင်းမီဒီယာတွေမှာသိရပါတယ်။ဝန်ကြီးချုပ်ဟောင်းတက်စင်ကမြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတခုဖြစ်တဲ့ဝါပြည်သွေးစည်းညင်ညွတ်ရေးတပ်မတော် UWSA နဲ့မြေကထိုင်းနိုင်ငံမှာလည်းလေပတ်နေတဲ့မွေးရစီဝါတွေထုတ်လုပ်ရနေမည်ဖြစ်ကြောင်းကိုပြီးခဲ့တဲ့မေလ29ရက်မှာပြောဆိုခဲ့တာပါ။ဝန်ကြီးချုပ်ဟောင်းတက်စင်ရဲ့ပြောကြားချက်ကိုအချိန်ကာ ုင်နိုင်ငံရေးလင်ကစားကွက်တစ်ခုဖြစ်ပြီးအခြေမြင့်မရှိဆဆွဲချက်သားဖြစ်တဲ့မိုင်းယာထောင်စီရဲ့မြန်မာနယ်စပ်မှာမိမိတို့ UWSA ဝါတပ်ဖွဲ့ပဲရှိနေတာမဟုတ်ပါလို့ UWSA ရဲ့ပြင်ပဆက်ဆိုင်တာဝန်ခံဦးညီရန်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာတစင်ချေပပြောဆိုပါတယ်။ဝန်ကြီးချုပ်ဟောင်းတစင်ကဝါတပ်ဖွဲ့အနေနဲ့မွေးရည်စေဝါတွေကိုဆက်လက်ထုတ်လုပ်မယ်ဆိုပါကထိုင်းနိုင်ငံရဲ့ရှမ်းသူဖြစ်လာမှာဖြစ်ပြီးမွေးရည်စေဝါထုတ်လုပ်မှုတိုက်ဖြတ်ရင်မှာမြန်မာတရုတ်အစိုးရများနဲ့ပထမအုပ်စွာပူးပေါင်းလှုပ်ဆောင်ရမှာဖြစ်ပြီးမြေတီဖြီမှာမရရှိပါကထိုင်းအစိုးရအနေနဲ့၎င်းတို့ထံကိုလက်လွဲပေးတဲ့အကြောင်း ်းလည်းပြောဆိုခဲ့ပါတယ် လက်ရှိမှာထိုင်းနိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေတဲ့ဝါနေဆက်တရှောင်းမှာလည်းမြေရှားတတူအပါဝင်တတူအလွန်ကျုံဒူးဖောင်မှုတွေကြောင့်နေဆက်ရှိနန်းခုံနဲ့မင်းဆိုင်မြေရင်ညဉ့်ညမ်းမှုတွေဖြစ်ပွားနေတဲ့အတွက်ထိုင်းပြည်သူတွေမှာဆန္ဒပြမှုတွေဖြစ်ပွားနေကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ကမ်ဘလူမှာမျိုးပေါ်ရောကျင်းရွာတွေပါမကျန်းစေအုပ်စုပေါ်တာဆွေးမှုတွေစိုးစိုးဝါဝလှုပ်ဆောင်နေပြီးစစ်မှုရန်အစားထိုးကြိတ်သိန်း80ထီစီးပေါင်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်ဘလူမျိုးနယ်မှာအရက်ဆိုင်ထိုင်းသူတွေအပါအဝင်မျိုးပေါ်နဲ့ကျင်းရွာတွေကအရက်သားတရာနီးပါးကိုစစ်ကောင်စီကပေါ်တာဆွေးဖမ်းဆီးခဲ့ကြောင်း ကျွန်းလကံဘလူတက်ကြွလှူရှားသူဖွဲ့ကံဘလူခရိုင်တာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်မေလ23ရက်ညနေပိုင်းကကံဘလူမျိုးပေါ်အမှတ်တင်ရက်ွက်နဲ့အမှတ်နေ့ရက်ွက်တွင်မှာအရက်ဆိုင်ထိုင်တဲ့အရက်သားအယောက်30နီးပါးစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်းသိရပါရယ်စေယုစုကအဆိုပါဖြစ်စဉ်တိုင်ခင်မေလဇန်ပိုင်းကတော်လာပေါ်တာဆွဲဖမ်းဆီးတာတွေကိုအချိန်မြင့်လှုပ်ဆောင်နေကြတာဖြစ်ပြီးမော်တော်နဲ့ကက်ကြီးကုန်းရွာကအရက်သား60နီးပါးလည်းဖမ်းဆီးခံခဲ့ရတယ်လို့သိရပါရယ်စစ်ကောင်စီလက်ပါစီတွေကပေါ်တာဆွဲဖမ်းဆီးခံရသူတွေစီကငွေသိန်း10ခန်းတိ တောင်းတတယ်လို့လည်းကျောင်းလာကကံဘလူတက်ကြွလှူရှားသူများအဖွဲ့ကံဘလူခရိုင်တာဝန်ရှိသူကပြောပါရယ် ။ဒါအပြင်မေလ15ရက်နေ့နဲ့16ရက်နေ့တွေကလည်းနမဲစင်းအတိကျနဲ့အိမ်တန်ရာရောက်လာရောက်ခေါ်ဆောင်တာမျိုးတွေရှိတယ်လို့လက်ဖက်ရည်ဆိုင်ကိုထိုင်သူတွေနဲ့ပါဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။ကံဘလူမျိုးဘွားကပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအမတ်နှစ်ရက်ကွယ်အုပ်ချုပ်ရေးမှုရဲ့တာဖြစ်သူပြူစောတီအောင်သူထွန်းဆိုသူနဲ့စစ်အုပ်စုလက်ပါဆိုတွေကဥဆောင်ပြုလုပ်နေတာဖြစ်ပြီးဖမ်းဆီးရမိသူတွေကိုငွေကြက်30နဲ့ကြီးငွေညစ်တောင်းခံရင်ကံဘလူမျိုးနဲ့တန်းခံရင်ရောပါဝင် OSS ရုံးနဲ့တထောင်ချောက်တင်ကားတရင်နေစီပို့ဆောင်နေကြောင်းသိရပါတယ်။ဒါအပြင်ကျင်းရွာတွေနဲ့စစ်မှုတမ်းမဲပေါက်သူတွေကိုစားစစ် တပ်ထင်းလိုက်ပေးသူတွေအတွက်သိန်း90ဒီစီကွက်ပေါက်သလိုစစ်မှုထမ်းကြီးအတွက်တအိမ်တောင်တသိန်းခွဲထိပေးဆောင်ရတာမျိုးတွေလည်းရှိကြောင်းစစ်မှုထမ်းကိစ္စတွေအတွက်စေအုပ်စုလက်ပါစေအုပ်ချုပ်ရေးမှူးစုသူတွေကငွေညစ်တောင်းခံနေရတာတွေအဓိကလောက်ဆောင်နေရတာဖြစ်ကြောင်းသိရပါတယ်။ရွာဘက်တရောမြို့ပေါ်ဆိုရင်တရားကြောင်မဲ့ထင်းနဲ့ဇက်တိုက်ဆွဲနေတာအသက်40ရွယ်တွေပါပါတယ်မလိုက်ချင်ပတ်စံပေးပါပေါ့အခုကစစ်မှုထမ်းလူစားထိုးဖို့ကိုသိန်း80လောက်ထိတောင်းတာပေါ့တော်တော်ဆူဆူဝါဝါငွေညစ်နေတာပါလို့ကျွန်းလာကံပလူတက်ကြွလှှရှားသူဖွဲ့ကံပလူခရိုင်တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ် ကမ်းဘလူးမြို့နယ်တွင်စစ်မှုထမ်းအင်အားစုဆောင်းမှုကိုပြူစောတီကောင်းဆောင်တင်ကန်းဝဝသွားနဲ့နောက်ပါရီကဥဆောင်လောက်ကန်နေရလို့လည်းသိရပါဗျ။နောက်ထပ်တစ်ပုတ်အနည်းနဲ့အလူငွေဘီလီယံ130ကျော်နဲ့ဒေါ်လာ2တန်းကျော်စစ်ကောင်စီထပ်မံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့စစ်ကောင်စီကပြည်ရင်းပြည်ပအလူရှင်များရဲ့လူငွေများကိုလက်ခံခဲ့ပြီးငွေကျပ်131.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ2တန်းကျော်ထပ်မံရရှိကြောင်းသိရပါဗျ။မြန်မာနိုင်ငံမှာမေလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်တန်းကျောင်းတိုင်းနဲ့ပြည်နယ်စေကူကရက်ွက်ကျင်းရွာလူနေအဆောက်အအုံနဲ့လမ်းတံတားတွေကိုထိခိုက်ပျက် ျက်စီးမှုများပြားခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။၎င်းကလင်ကြောင့်ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းငွေကျပ်3804.5ဘီလီယံရရှိခဲ့တယ်လို့မေလ29ရက်နေ့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ကလင်တဲ့ပြည်သူတွေကိုကူညီထောက်ပံ့ဖို့နဲ့ပြည်နယ်ထူထောင်ရေးနဲ့လှုပ်ဖို့ပြည်ရင်းပြည်ပါစေတနာရှင်အလူရှင်တွေနဲ့အလူငွေကအိမ်ခံပေါင်း16ခန်းပါလီကန်တွဲ၄တပ်တိုင်အစားအုပ်တစ်လုံးကိုငွေကျပ်သိန်း2000လုံးနဲ့အလုံးပေါင်း52လုံးအပါဝင်စုစုပေါင်းတန်ဖိုးငွေကျပ်131.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ 231သိန်း4900 23သိန်း14900ရရှိခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်ကြမှာဖော်ပြပါရယ်။ ABLA တရက်နေ့ပထမကြိမ်ကလင်ကူညီအလူငွေလက်ခံရရှိမှာပြည်တွင်းပြည်ပအလူရှင်များထံမှကျပ်ငွေ132.89ဘီလီယံအလူပစ္စည်းတန်ဖိုး12.4ဘီလီယံစုစုပေါင်းငွေကျပ်125.29ဘီလီယံရရှိခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပါရယ်။မြန်မာငလင်ကျောင်းရက်ကွက်384ခုကျေးရွာအုပ်စု944စုကျေးရွာပေါင်း2081ရွာအိမ်နောက်စုသသိန်း6169လူဦးရေစုစုပေါင်း ပေါင်း9 6069ဦးဘေးသင့်ခဲ့ပြီးတေဆုံးသူ3939ဦးပျောက်ဆုံးသူ68ဦးဒဏ်ရာရသူ9104ဦးရှိရလို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့လုံခင်းရွာနဲ့ဖားခန့်မြို့ကြားရှိတာမော်ဖုန်ကြီးကျောင်းမှာစစ်ကောင်စီကအင်အားတရာကျော်နဲ့တပ်ဆွဲထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မုံကြီးခရိုင်ဖားခန့်မြို့ကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေပြီးလက်ရှိဖားခန့်နဲ့လုံခင်းရွာကြားရှိမော်စီစာ တီရိယတနာစိန်ဓမ္မရိတ်တာတောင်မော်ဖုန်ကြီးကျောင်းမှာအင်အားတရာကျော်နဲ့တက်ဆွဲထားကြောင်းဒေသခံများထံမှသိရပါရယ်တီရိယတနာစိန်ဓမ္မရိတ်တာတောင်မော်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့အင်အားတရာကျော်မှာမေလ30မှာရောက်ရှိလာခြင်းဖြစ်ပြီးစစ်တပ်နဲ့ SNE ပူးပေါင်းတပ်တွေလည်းဖြစ်ပါရယ်ပြီးခဲ့တဲ့ရက်ကလုံခင်းကိုစစ်တပ်ဝင်လာလို့တိုက်ပွဲဖြစ်တာဒေသခံ9ဦးသေတယ်အခုနှစ်ဦးထံရရတဲ့ထံရရတဲ့သူတွေကအသက်အန္တရာယ်တော့မစိုးရင်ရပါဘူးအိမ်တွေလက်နက်တွေထိတာကြည်ထိမှန်တာရှိနေပြဒီနေ့တော့လုံခင်းနဲ့ဖားခန့်ကြမော်စီတောင်း ចောင်းပေါ်မှာစစ်အင်အားတရာခံတက်ချထားတယ်လို့ဖားကန့်ဒေသခံမျိုးသားတအုပ်ကဆိုပါတယ်။ဒါပြင်ဖားကန့်မျိုးဆိုင်တောင်ရွာဘက်ကလည်းစစ်ကောင်စီကစစ်ကြောင်းထိုးမယ်လို့သတင်းတွေထွက်ပေါ်နေမှုကြောင့်ဒေသခံတွေကနေအိမ်ပြင်ပကိုမထွက်ရတော့ဘဲလူအသွားလာနေပါလျက်ရှိပါတယ်။ဖားကန့်မျိုးတွေမှာတော့ဘာမှမဖြစ်ဘူး။ဆိုင်တောင်ဘက်မှာတော့ကောလာဟာလာသတင်းတွေထွက်နေလို့ဒေသခံတွေအပြင်မထွက်ရပိုစေရောက်တဲ့သူတွေလည်းနေတယ်ပြီးတော့ဖားကန့်ဆိုင်တောင်ဘက်ဆက်မှာလည်း KBDF gate တွေရှိတယ်။လုံခင်ဘက်ကိုစစ်တပ်ကပတ်နေရလို့လည်းကြားတယ်။ဖားကန့်မျိုးမှာနေတိုင်းနဲ့အခြားဒေသခံမျိုးသားတအုပ်ကပြောတာပါ 亡。 ပြီးခဲ့တဲ့မေလ29ရက်ကစတင်ပြီးစစ်ကောင်စီကလုံခင်းဒေသကိုစစ်ရင်အလုံးရင်နဲ့ဝင်ရောက်ခဲ့ပြီး28ရက်မှာ KIA နဲ့တိုက်ပွဲဖြစ်ပွားခဲ့က29ရက်မှာဖားကံမျိုးစစ်တပ်ကုန်းဘက်ကိုဝင်ရောက်သွားခဲ့ပါတယ်။အဲ့ဒီလိုစစ်ကြောင်းတို့ဝင်ရောက်စဉ်ဒေသခံ20ခန့်ကိုလူသားအတိုင်းဖြစ်အုံပြုခဲ့ပြီးလုံခင်းရွာထွက်ကိုရောက်ရှိမှသာပြန်လည်လွတ်ပြေးခဲ့တာပါ။ AB လကုံကစတင်ပြီးစစ်ကောင်စီကကာမိုင်းမျိုးမှာအင်အား600ခန့်ဖားကံမျိုးကိုစစ်ကြောင်း3ကြောင်းခွဲချီတက်လာခြင်းဖြစ်ပါတယ်။ဒီလိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကအင်အားဖြန့်ကျက်လျက်ရှိပြီးလေပြင်းကျင်းရွာရှိရန်ချက်ဆက်ရုံမှာလည်း ်အင်အားတရာကျော်တပ်ဆွဲထားကြောင်းဒေသခံများစီမသိရပါရယ်ပြီးခဲ့တဲ့နှစ်2024ခုနှစ်မလမစတင်ပြီး KIA ပူပေါင်းတပ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းရှမ်းပြည်နယ်မြောက်ပိုင်းရှိနန်းဖက်ကကျင်းရွာမဘိန်းမြို့နယ်ကချင်ပြည်နယ်ရှိမြို့14မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့အခုပမောင်မြို့မှာလည်းစစ်ကောင်စီနဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ်ဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်